ားလုံးပဲမင်္ဂလာပါခင်ဗျာ main night echo channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းညို့ချောင်းရေးသားထားတဲ့တရေချောင်းတဲ့အိမ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရီခင်ဗျာဒီအိမ်ကလူမနေတာတော်တော်ကြာနေပြီကြာဆိုအမေကြီးတော်မြင့်ဆုံးပြီးကလေးကဆိုတော့အနည်းဆုံး၃နှစ်၄နှစ်ရှိပြီပေါ့အိမ်ကပြင်ကင်းဝါထီရန်ကတန်ငယ်မိုးထားတဲ့အိမ်သေးသေးလေးပါလေကားတဲ့၃၀ပဲရှိတယ်အမေကြီးတော်မြင့်တယောက်တည်းနဲ့နေ့တွေအတော်ကြာအောင်လို့နေခဲ့တော်မို့လို့ လေကားသုံးတိပဲရှိပေမဲ့တက်ရဆင်းရလွယ်အောင်လို့နှစ်ဘက်စလုံးမှာလက်တန်းလေးရိုက်ထားတယ်။ဟိုတုန်းကတော့ဒီအိမ်နဲ့ဒီခြံလေးဟာဒီမိသားစုတွေစီစီကကပျော့ပျော့ပါပါစူးစူးညံ့ညံ့အတားရရရှိခဲ့တဲ့ခြံလေးပါ။နောက်တော့သမီးကြီးကျောင်းဆရာမကစစ်သားနဲ့အိမ်အောင်ချသွားတယ်။ယောက်ျားတော်ဝင်ကြတဲ့တက်ရင်ကိုဘောင်းမီစားဆွဲပြီးတော့လိုက်သွားရတယ်။အိမ်မှာယမကလူလင်သားကြီးအလက်မနဲ့အငယ်ဆုံးလူပြိုကောင်းမေးကြံခဲ့တော်တယ်။အိမ်နောက်မှာတော့မကြပါဘူး။ရှေ့စဉ်နောက်စိတ်ကိုစိုးသလိုပါပဲ။ ရမကလူလင်သားကြီးကအမေဒေါ်မြင့်ကိုတေခွဲခွဲသွားခဲ့တယ်။အလမကလည်းအိမ်တော်ကြပြီးတော့ဦးခွဲသွားပြန်တယ်။စီစီကကစူးစူးညံ့ညံ့တတရရောင်နဲ့ခြံလေးဟာအတန်တွေတိတ်ဆိတ်သွားတယ်။ဒီကြော်ရီတားလူပြိုကောင်းကလည်းအိမ်ရထွက်သွားပြန်တယ်။ဖားခက်လူလူမူဆယ်လူလူယူရီးယားလူလူအိမ်မှာတော့အမေကြီးဒေါ်မြင့်တယောက်တည်းတကယ့်ကိုတယောက်တည်းခြံရိတ်ခဲ့တယ်။နှစ်ပေါင်းများစွာပျော်ရှင်စရာတွေနဲ့လွှမ်းခြုံခဲ့တဲ့အမေကြီးဒေါ်မြင့်ရဲ့အကျဉ်းတော်ရက်ဝန်ကမြေတောင်မိုးတိမ်ဆောက်ရီ တခုပြီးတခုလွင်ပါသွားတော့တယ်နှလုံးသားတစ်စုံမှာပတ်ကြားအပ်တွေတခုပြီးတခုဖြစ်ပေါ်လာပါတယ်အမေကြီးတော်မြင်ဘယ်လိုခံစားနေရမလဲဘယ်လောက်ချောက်တွေ့နေလိုက်မလဲတခုတော့ရှိပါတယ်စာဝိနေရင်တော့ပူပင်စရာမလိုပါဘူးတမီးကြီးကြောင်းစရာမကတလားတခါလာပါတယ်တလားစာဆန်စီငရုတ်ကြက်တော်ငပိငချောက်အဲ့ဒါကအစဟင်းချက်စရာဝယ်စားဖို့ငွေထမင်းဟင်းချက်ဖို့ချင်းမိတွေအစသာအရာရာပြည့်ပြည့်စုံစုံတလားအစီအစဉ်ပေးသွားပါတယ် နေထိုင်မကောင်းမှုအကြောင်းကြားလိုက်ရင်လေယောက်ျားရောသားသမီးတွေရောခေါ်ပြီးတော့လာပါရင်စေကံပြပါရင်ခြေစုပ်လက်နဲ့ပြုစုပါရင်ဒါပေမဲ့တောင်းဝင်ကိုစီနေဆိုတော့နှစ်ရက်သုံးရက်ထက်ပူပြီးတော့မနေခဲ့ပါဘူးအလမကလည်းမစိုးပါဘူးသူကโอเคတော့ပါပဲတရက်ွက်တည်းမှာပဲတောင်ပြားနဲ့မြောက်ပြားဖြစ်နေပေမဲ့အမေကြီးစီကတော့မကြာခဏလာပါရင်အမေကြီးစားကျင်တာလေးစားနိုင်ဖို့လူကျင်တာလေးကိုလူနိုင်ဖို့ပေးတယ်ကမ်းတယ်ဘယ်လိုပဲဖြစ်ဖြစ်သားသမီးတွေမြေးတွေလာတော့ခဏဆူဆူပြပြဖြစ်ခဲ့ပေမဲ့ အာလုံးပြန်သွားတဲ့အခါမှာတော့အမေကြီးဒေါ်မြင့်ရဲ့နှလုံးသားဟာတိတ်ဆိတ်မြိတ်တိတ်ဆိတ်နေပါတော့တယ်။ခြောက်သွေ့မြိတ်ခြောက်သွေ့ပြီးတော့ကြံရည်ခဲ့ပြန်လာပါပဲ။အဲ့ဒီအချိန်မှာအမေကြီးဒေါ်မြင့်ရဲ့အသက်က80ကျော်နေပါပြီ။ခန္ဓာကိုယ်ကအရန်ဝါလွန်းနေတယ်။အသွောအလာအထိုင်အထနှေးသွားပါပြီ။ဝါတောင်ဝီတစ်ချောင်းနဲ့သွာလာမှထိုင်ထားမှအစဉ်ပြေတဲ့ဘဝကိုရောက်နေခဲ့ပါတယ်။သမီးဆီယာမကလည်းအမေအမေရဲ့အိမ်ထဲခြံကိုပြစ်ထားခဲ့။သမီးတို့နဲ့လိုက်နေပါ။အမေဘာမှမလုပ်ရအောင် အိမ်ဦးခန်းမှာထားပြီးတော့အနီးကပြုစုလှုပ်ကြွေးချင်လို့ပါအဲဒီလိုမျိုးတောင်းပန်ပြီးတော့ခေါ်ပါလေမလိုက်ချင်ပါဘူးအေးငါသားလေးပြန်လာလို့ငါ့ကိုမတွေ့ရင်ဘယ်လိုလုပ်မလဲဒီလိုမျိုးပြန်ပြောခဲ့ပါလေတမီးလက်ကလေးခေါ်ပါလေဘယ်သူတွေဘယ်လိုပဲခေါ်ခေါ်အမေကြီးတော်မြင့်ကတော့သူ့အိမ်နဲ့သူ့ချန်လေးကနေဘယ်မှမသွားခဲ့ပါဘူးအဲဒီလိုနဲ့အမေကြီးတော်မြင့်တယောက်ဘွားကိုတိတ်ဆိတ်စွာငြိမ်သက်စွာခြောက်သွေ့စွာနဲ့မောင်မေးစွာနဲ့နောက်ထပ်ဆယ်နှစ်လောက်ဖြတ်သန်းနိုင်ခဲ့ပါလေ ဒီကြားထဲမှာထူးခြားတာတခုတော့ဖြစ်ခဲ့ပါ रे အမေကြီးတော်မြင့်ဘာမီတွန်စေပြာကိုယောက်ကိုတောက်လိုက်ပါ रे လမ်းထဲမှာရှိတဲ့အိမ်ဆိုင်ကလေးကနေပြီးတော့ဝယ်တောက်တာပါအိမ်ဆိုင်လေးကလည်းရိုးရိုးတသားပဲထင်ပါ रे ပူပူလူလူဝယ်ထားတာဆိုပြီးတော့ရောင်းလိုက်တာပါနောက်နေ့မနက်နေတော်တော်မြင့်တဲ့အထိအမေကြီးတော်မြင့်မထပါဘူးနေတိုင်းနေတိုင်းအုံမောက်ခောက်တန်ကြားတာနဲ့တက်မီတက်လက်ဆွဲပြီးတော့တကုတ်ကုတ်တတောက်တော့စိုးချက်နေကြပါဘာဖြစ်လို့ပါလဲအဲ့လိုမျိုးကက်လေးရဲ့အိမ်ကတက်ကြည့်ပါလေ။ အိန္ဒိယကိုတွေ့လို့နှိုးပါတယ်ဘလို့နှိုးနှိုးမရပါဘူးအနီးမှာဆက်ကူနေဘာမီတိုဆေးပြားတပြားကိုတွေ့ပါတယ်ဆေးဆိုင်သွားမိကြတော့ဆယ်ပြားဝယ်သွားရဲ့တဲ့ဒီတော့မှဘာမီတိုတွေတောက်လိုက်တာဆိုတော့ကိုတည်သွားကြပါတယ်သမီးတွေစီကိုအကြောင်းကြားပါတယ်ဆေးရုံကိုပို့ပါတယ်အဲ့ဒီတော့ကအမေကြီးဒေါ်မြင့်တယောက်သုံးရက်တိတိစကားမေးမရပါဘူးလေးရမြောက်တဲ့နေ့မှတတိပြန်လေလာခဲ့တယ်ဒီအဖြစ်အပျက်တွေကအမေကြီးဒေါ်မြင့်ရဲ့စိတ်ထဲမှာဘာရီခံစားနေရတယ်ဆိုတော့ကိုပြောပြသွားတာပါပဲ။ ဇေယုံကဆင်းတော့ဆီယမကသူ့အိမ်ကိုအတင်းခေါ်သွားတယ်တလားလောက်ကြာသွားပါတယ်တလားလောက်လည်းပြည့်ရောသူ့အိမ်လေးနဲ့သူ့ခြံလေးစီကိုတောင်ဝေးတထောက်ထောက်ထောက်ပြီးတော့ပြန်ရောက်လာပြန်တာပါပဲတရက်မှာတော့တောင်းငင်ကောင်ပြန်ရောက်လာပါတယ်နည်းနည်းပိန်သွားတာကလွယ်လို့အရင်အတိုင်းပါပဲသူပြန်လာတော့ခီးဆောင်အိမ်မပါဘူးငွေလည်းတပြားမှပါမလာပါဘူးထွက်သွားတော့ကအတိုင်းအဝိတ်တထဲကိုတခုနေပါပဲယူရီယာသွားပြီးတော့အလုတ်လုတ်တာမင်းဟိုမှာရောင်းစားခံရတယ်ထွက်ပြေးတော့အဖမ်းခံရပြီးတော့ထောင်ကြတယ် အခုထောင်ကလွတ်လို့ပြန်လာတာဘာပဲဖြစ်ဖြစ်တားလီပြန်လာတဲ့အထွတ်အမေကြီးထော်မြေပါလေပျော်နေတာသိကြပါရဲ့မတွေ့ရတာကြားပြီးဖြစ်တဲ့အမေကြီးထော်မြေရဲ့အပျော်ရဲ့အပြုံးရင်ပြီးတော့အရေအမောတွေကိုအိမ်တော်မှာတွေ့ကြရပါတယ်ဒါပေမဲ့အမေကြီးထော်မြေဟာသူ့ရဲ့တားလီကိုတွေ့ချင်လို့သူ့ရဲ့အသက်ကိုဆွဲဆန့်နေခဲ့တာနဲ့တူပါရဲ့သူ့ရဲ့တောင်းရင်လေးလေးတွေ့ပြီးရောစိတ်ကိုရှော့ချလိုက်ပါရဲ့လာနေငယ်အကြောင်းမှခွေလွန်သွားရှာတော့တယ်အမတွေကမိဘအမွေ ဒီအိမ်နဲ့ဒီခြံလေးကိုမောင်ငယ်လေးလက်ထဲကိုပေးလိုက်ကြပါရယ်မိခင်ကြီးလားလေစုံကျွေးပြီးတော့နောက်တနေ့မှပဲမောင်ငယ်လေးကလည်းအိမ်ကထွက်သွားပြန်တယ်ထုံးစဲအတိုင်းအဝိတ်တထဲကိုတခုနဲ့ပါပဲအဲ့ဒီကလေးကဒီအိမ်လေးနဲ့ဒီခြံလေးကိုဒီတိုင်းပြစ်ထားခဲ့ကြတာဖြစ်ပါရယ်ဒီအိမ်လေးကိုငားနေမိသူတွေကအတာတို့လင်မယားလင်ရောမယားရောတရက်ခွေတင်တားရီကြီးပါပဲအမေကြီးဒေါ်မြင့်အိမ်နဲ့မလမကဲမှာနေကြတဲ့ကလေးတွေသမီးကြီးစားတွေဖြစ်ခိုးရလာ အိမ်အောင်ကြပြီးတော့အိုးခွဲနေဖို့ငားနေတာဖြစ်ပါတယ်။အလမကလည်းမောင်ငယ်ပြစ်ထားခဲ့တဲ့အိမ်ကိုဒီတိုင်းထားတာတက်အိမ်ငါထားလိုက်ရင်ပြုတ်ပြုတ်ပြင်းပြင်းရှိမယ်။အိမ်ငါခါနဲ့တက်ငယ်ဝဲပြီးတော့အိမ်မိုးနိုင်တယ်လို့တွေးလိုက်မိပါတယ်။ဒါကြောင့်မလို့အတာတို့လင်မယားကိုအိမ်ငါလိုက်ပါတယ်။ဟဲ့တောင်ကြည်လေလုံအောင်နော်။အမေကြီးဒေါ်မြင့်ကချုပ်မှမဟုတ်ဘူး။သူအိမ်ကနေပြီးတော့တောင်ဝင်းတစ်ထောက်ထောက်နဲ့သွားနေတာကိုခဏခဏကြားရတယ်။ကလေးရဲ့အိမ်ကဒေါ်မေးလုံးကလည်းပြောပါတယ် အတားကလေးစိုးရိမ်သွားပါ रे သူ့မိမမန့်ငွေမီက၆တက်တာကိုဒါကြောင့်မို့လို့သူ့ရဲ့မိမနဲ့တိုင်ပင်ပါ रे မတက်နိုင်ဘူးဟာနေရမှာပဲအတားအမကြီးတော်မြင့်ကတော့တို့ကို၆မှာမဟုတ်ပါဘူးအတားမိမငွေမီကလည်းပြောပါ रे ဒီလိုနဲ့အတားတို့လင်မရအောင်အမကြီးတော်မြင့်ရဲ့အိမ်ကိုပြောင်းလာကြပါ रे ကျန်းကင်းတွေကိုရေစေးချကျန်းတိုက်ဒီမျက်စိလှဲ့ခြင်းတန်ချင်းရေလှုပ်လိုက်မှလူနေတဲ့အိမ်နဲ့တူသွားတော့ပါ रे အမိုးကတော့ကြဲမြင်လာမြင်ဒီတိုင်းပါပဲအဲ့ဒီလိုပဲချားလိုက်ပါရင်အလမကလည်းတပတ်အတွင်းအိမ်မိုးပေးမယ်လို့ပြောထားပါရင်ညရောက်တော့တဏီကုံပေးမှန်းထားတာကြောင့်မငွေမီကလည်းအစောကြီးအဲ့ရဝင်သွားပါရင်အတာကတော့ဒေါ်မေလုံးပြောတယ်လို့အမေကြီးဒေါ်မီရဲ့တာဝေး၆တန်းတထောက်ထောက်ကိုကြားရမလားအမေကြီးဒေါ်မီရဲ့ရုပ်တွင်ကိုပဲမြင်လားလီမလားဆိုရိုးရဲ့အတွေးတွေကြောင့်တတော်နဲ့အိမ်မရခဲ့ပါဘူး ိုနီယာကကြောက်ကနေကြားလိုက်လန့်လိုက်ဒီနီယာကဖြောက်ကနေကြားလိုက်ရင်တုံသွားလိုက်ငယ်ညတော်ကောင်လောက်မှအိပ်ပျော်သွားပါရဲ့ဘလောက်ကြကြအိပ်ပျော်သွားရင်မသိပါဘူးအိန္ဒိယကိုလက်ဝါးနဲ့ပုတ်လိုက်တယ်လို့မျိုးအတန်သုံးချက်ကြောင့်အတာကလည်းဖြက်ကနေလန့်လို့သွားပါရဲ့မလုံမရှက်အိယာတွေကနေပြီးတော့နားဆွေနေပါရဲ့နောက်ထပ်ဘာသာမှမကြားရတော့ပါဘူးနန္ဒဘွားရီဟာပထမဒီသနာတော်ကိုကြောက်ကြပါရဲ့နှစ်စလေးပစ္စည်းရွတ်နေရင်ဘလို့နန္ဒဘွားမှမကက်ရောက်နိုင်ဘူးဆိုတော့ကြားဘူးပါရဲ့ အဲ့ဒါကြောင့်မလို့အတာကလေး24ပစ္စည်းကို တူတူရွတ်ပါလေခဏနေတော့တောက်ခက်တန်ကြီးတစ်ချက်ကိုကြဲကြဲလောင်လောင်ကြားလိုက်ရပါလေတောက်ခက်တန်ကမကြေမနက်ဖြစ်ပြီးတော့ခက်လိုက်တဲ့အတန်ကြီးဆိုတော့အတာနားလေလိုက်ပါလေချက်ချင်းဆိုတယ်လို့ပဲတုံတုံချီဆောင်နင်းသွားရီအတန်ကိုကြားလိုက်ရပါလေချီတန်ကတကမာကြီးစီကိုသွားနေပါလေပြီးတော့လေကားကားနေပြီးတော့တုံတုံချီဆောင်ပြီးတော့ဆင်းသွားပါလေစင်းရင်လေလေကားလက်တန်းကိုပြန်ကနေခပ်ပြင်းပြင်းတစ်ချက်ရိုက်သွားပါလေအဲ့ဒီရဲ့နောက်မှာတော့ ်ညကပြန်ပြီးတော့တိတ်ဆိတ်သွားတယ်။ငြိမ်သက်သွားပါတယ်။လေတိုက်တာကြောင့်မလို့တရက်ပင်ကိုင်းအချို့ခေါမိုးနဲ့ထိုက်ပြီးကြစ်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 မြည်နေပါတယ်။ခေါမိုးပေါက်တွေကြာကနေပြီးတော့ကျယ်ဝင်းတချို့ကိုအမောင်လေးမှဖြစ်ပြက်လက်လက်တွေ့နေရပါတယ်။ဆက်စားခြင်းစောင့်နေထွင်းတယ်လို့ပထမဆုံးအိတ်တဲ့နေ့ကကနေဦးညောက်ပါပဲ။အတားတယောက်တရေချောက်ခံလိုက်ရပြီဖြစ်ပါတယ်။ဒုတိယမြောက်ညကပထမညထက်ဆိုးပါတယ်။အမလီတရေတရေမငွေမီရဲ့ငဲသားမှာအော်လိုက်တဲ့အတန်းကြောင့ အသားကလေးလန့်လို့သွားပါလေမမွေမီကခြေရင်ဘက်ကိုလက်ညှိုးထိုးပြီးတော့မျက်စိဇုံမိတ်ပြီးတော့အော်နေပါလေအတားလှမ်းကြည့်လိုက်တော့ဖြူဖြူကြီးကိုတွေးလိုက်ရတယ်တိမ်တွေလူလူမိကုတ်မွေတတန်လူလူဖြူဖြူကြီးဒီနေ့ရရမဟုတ်ပြီမေလူပုံတတန်ကတော့တဲတဲကွက်ကွက်ရှိပါလေနန်တော်ဘောတကောင်မှန်တိတာပါလေအတားကြည့်နေတော့မှဖြူဖြူကောင်ကတကားကိုတိုးဖြတ်ပြီးတော့အပြင်ဘက်ကိုထွက်သွားတာတွေ့ရပါလေချီချီချီတော့လာဆွဲတယ်ကြောက်လိုက်တာ မန်ငွေမီအကြောင်းလွန်နေတဲ့အတန်နဲ့တော်တော်ရည်ရည်ပြောပါရယ်နှညာအိတ်တော်နှညာစလုံးသရေချောက်တယ်ဆက်နေလို့ဖြစ်ပါမလားအတားကလေးတွေးတော်ရပါတော့လေဟုတ်ပါရယ်တွေးရပါရယ်မတော်တဆမန်ငွေမီတခုခုဖြစ်သွားရင်ဒုက္ခဘလို့ပဲဖြစ်ဖြစ်ပါဒီကိစ္စနောက်နေ့မှဆက်ပြီးတော့တွေးပါမယ်လောလောဆယ်အရေးကြီးတာကမန်ငွေမီကိုအားပေးဖို့ဖြောင်းဖြားဖို့ပဲဖြစ်ပါရယ်မန်ငွေမီကိုရေတစ်ခွက်ခတ်တိုင်လိုက်ပါရယ်သူကလေတစ်ခွက်တောက်လိုက်ပါရယ်မကြောက်နဲ့ငွေမီကိုတယောက်လုံးရှိတယ် အတောင်ကလေးမန်းငွေမိကိုကြင်ကြင်နနာဖတ်ပြီးတော့အားပေးပါရယ်အားသာပေးနေရပါရယ်သူကလည်းကြောက်နေခဲ့ပါရယ်မိကိုငွေလိုလိုဖြူဖြူအကောင်ကြီးကိုမျက်စိလေးကဖြောက်ဖြက်လို့မရအောင်လို့ငင်းနေရပါရယ်နောက်ပြီးတော့သူ့ရဲ့တကူလုံးမလေးကြောက်စိတ်ကြောက်ချွေးတွေကလည်းရွှဲနေနေပါရယ်ဒေါ်မဲလုံးကြီးခမရပြောတာကအမိကြီးဒေါ်မြင့်မကြုတ်ဘူးဆိုတာသူ့အိမ်မှာရှိရယ်ဆိုဟိုတည်းရဲ့ကြောက်တော့နှစ်ညရှိပြီမိကြီးဒေါ်မြင့်မဟုတ်ဘူးတခြားတည်းရဲ့တွေဟေးဟုတ်လား ော်မေလုံးကလည်းအံ့အားသင့်သွားပါတယ်သူဒီဘက်အိမ်ကနေပြီးတော့ကြားနေရတဲ့အတန်းကတောင်းဝိထောက်တန်းတရော့တော့မလို့အမေကြီးတော်မြင့်သူ့ရဲ့အိမ်ထဲရှောက်သွားနေရပဲလို့တွေးမိပါတယ်အခုတော်တို့လင်မယားတွေ့တဲ့တရေကတခြားတရေရီဆိုတော့ဒေါ်မေလုံးမျက်စိပါလဲသွားပါတယ်လူမနေပဲပြစ်ထားတာကြာပြီဆိုတော့တခြားတရေတွေပါလာနေကြတာဖြစ်မှာပေါ့အဲ့လိုမျိုးဒေါ်မင်းလုံးကလည်းသူထင်တယ်လိုမျိုးပြောခဲ့ပါတယ်ဘလို့ပဲဖြစ်ပါစေတတိယမြောက်ညမှာတော့အမေကြီးဒေါ်မင်းတယောက်အတော်တို့စီကိုရောက်လာခဲ့ပါတယ် ်အိမ်လေးကအတားကလေးအလုပ်ပြန်တော့ကြပါရီသူတို့ဘယံအဖွဲဒီနေ့တခြားမြို့မှာသွားပြီးတော့ဆင်းရောက်ပါရီအလုပ်သိန်းတွေကညနေ၄နာရီခွဲပေမယ့်အပြတ်မှာကားဆောင်ရကားစီရနေညမောင်ကြီးပြောပြမှာအိမ်ကိုရောက်လာခဲ့ပါရီမန်းမွေမီကလည်းမြဆောင်တို့ခက်လက်လက်မှရှိတဲ့သူ့ရဲ့အမေအိမ်ကနေပြီးတော့အတကိုစောင့်နေပါရီတဲချုံမန်တိတာကြောင့်အတမရှိရင်နေနေညညသူမနေရဲပါဘူးဒါကြောင့်မလို့အမေရဲ့အိမ်မှာနေကောင်အမေအိမ်မှာထမင်းစားပါရီ ယနေ့စားဖို့လဲအဖေအိမ်မှာပဲချက်ထားလိုက်ပါရယ်အတော်ပြန်လာတော့ယနေ့စားစားပါရယ်စားပြီးမှငားနေတဲ့အိမ်ကိုလာခဲ့ပါတော့ရယ်အိမ်ညာကတော့သူတို့လင်မယာကောင်းကောင်းမွန်မွန်အိတ်ကြရပါရယ်ဖြူဖြူတရံနာနာဘောကကောင်းကြီးလဲမလာခဲ့ပါဘူးသူတို့ရောက်လာတော့ကိုမကြင်မနှက်ဖြစ်ပြီးတောက်ခက်လုခက်ခြေဆောင်နင်းလို့နင်းလောက်တဲ့တရေလဲမလာပါဘူးမချောက်ပါဘူးအနောက်ရှက်မရှိတာကြောင့်တိတ်ဆိတ်နေတဲ့ညခင်ကတာယာနေခဲ့ပါရယ်ညောင်မောင်နေမှာအစွမ်းကုန်လင်းလန့်နေကြတယ် ကျဲပွဲအများပြားကိုခေါမိုးပေါက်တွေကြားကနေပြီးတော့မြင်နေရပါတယ်။ညထတော်နဲ့မှအတာတို့လင်မယောင်အိပ်ပျော်သွားကြပါရဲ့။အဲကလေးတွေထကြထကြမိုးရွာတော့မယ်။သွားသွားငွေမိအမေအိမ်ကိုသွားကြ။နိုးနေရဲ့အတန်ကြောင့်အတာရောမငွေမိပါနိုးတော့ပါရဲ့။နှိရှိလာမြောင်လက်ပွန်တတိရှိခဲ့တဲ့အတန်၊ရင်းနှီးခဲ့တဲ့အတန်။ဒီတန်ပိုင်းရှင်ဟာအမေကြီးတော်မြင့်စရာအတာတို့နှစ်ယောက်စလုံးတည်နေပါရဲ့။အိယာတွေကလူလဲထပြီးတော့ အထမှာပဲကျမ်းမြေပေါ်မှာတော်ဝီ၆တဲ့အတန်တရောက်တော့ကိုတစ်ချက်နှစ်ချက်ကြားလိုက်ရတယ်လို့မျိုးရှိခဲ့ပါရီနှစ်ယောက်စလုံးအပေါ်ကိုမောကြည့်မိပါရီဟုတ်ပါရီကျေရီတပွေးမှမရှိတော့ပါဘူးပျောက်ချဲမလားပျောက်ကုန်ကြပါပြီကောင်းကင်ကြီးပေါ်မှာမိုးသောမိုးရိပ်တွေနဲ့မဲမောင်အုန်ခဲနေခဲ့ပါရီအဲ့ဒီတော့မှလေပြေတစ်ချက်ဝေးတိုင်လာပါရီအေးစိတ်နေတယ်လေမိုးနံပါရီလီသူတို့လင်မယောင်အေယာရီ အမြန်သိမ့်ပကုံးမော်ကိုထမ်းပြီးတော့မန်းငွေမီရဲ့အမိအိမ်ကိုပြေးသွားကြပါရီ မန်းဝင်မီရဲ့အမေအိမ်တကာဖွင့်ပေးလိုက်တဲ့အချိန်မှာပဲကြောက်စီအောင်ဖျံကနေအတန်ကြီးနဲ့ဝင်းကနေဝင်းကနေလျှက်စီးချောင်းကြီးလက်သွားခဲ့ပါရီချက်ချင်းပဲမိုးကြီးတက်တက်မဲမဲဝုံဝုံတတိုင်းကိုရွာချလိုက်တော့ပါရီကံကောင်းလို့ငွေမီရင်မိကြီးတော်မြေနှိုးလို့သာပေါ့နောက်မို့ဆိုရင်ဒုံးနှစ်ယောက်စလုံးမိုးမီလို့ချွတ်ဆုပ်ဖြစ်နေပြီအတော်ကလေအမေကြီးတော်မြင့်ကိုကျေးဇူးတင်တဲ့ပြောလိုက်ပါတော့ရီဟုတ်ပါတော့အမေကြီးတော်မြင့်နှိုးလို့သာပေါ့ မငွေမီကလေးတက်အံ့တော်နဲ့အတော်စကားကိုထောက်ခံရင်းနဲ့ပြန်ပြောလိုက်ပါရီကျမတို့အန်ရီကပြည့်တရားနာရရင်ကောင်းမလားအမေမငွေမီကလေးသူ့ရဲ့အမေနဲ့တိုင်ပင်ပါရီမလုပ်ပါနဲ့အေးကိုဟာအင်္ဂါဘွားနဲ့နေပြီးတော့အင်ရှင်ကိုနှင်ဆုပ်တယ်လို့ဖြစ်နေမှာပေါ့အန်ရီကပြည့်တရားနာရင်တော့ဆီယော်တော်တန်ကတော်တွေကအိမ်ဝင်းချက်ဝင်းထဲမှာနေထိုင်နေမကောင်ဆိုးဝါးနနာဘွားအပေါင်းကိုရေနာသုံးမအမေနဲ့နှင်ထုတ်ရပါရီဒါကိုညှိုးပြီးတော့မငွေမီရဲ့အမေကတားတာဖြစ်ပါရီ တို့အားလုံးမြင့်မြတ်တဲ့ဘုံဘွားကိုရောက်အောင်လို့ကောင်းမှုကုသိုလ်လုပ်ပြီးအမြတမ်းပေးဝေရင်ရောအတော်ကလည်းသူ့ရဲ့ရောက်ခမောက်ကိုထက်ပြီးတော့မိမိပြန်ပါလေတတဝါဆိုတော့ကိုကိုကိုခင်တွေ့ကြပါလေလက်ရှိဘဝကိုပဲတွေ့တာတက်မှန်နေတတ်တယ်။တာယာနေတတ်ပါလေအမေပြောပြမယ်။သေချာနားထောင်ဗုဒ္ဓမြတ်စွာဘုရားရှင်ဒါဝိဓိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးနေစဉ်ကယဟန်900ကမြတ်စွာဘုရားစီကကမ္ဘာတန်တရားများကိုသင်ယူပြီး ယူမေနာအနီးမှာရှိတဲ့တောအုပ်ကြီးတစ်ခုလေးကိုသွားပြီးတော့တရားအားထုတ်ကြတယ်။ဒီလိုမျိုးယဟန်တရားတွေအားထုတ်နေတဲ့သူတို့ရဲ့သီလတကောကြောင့်တောရိမှာရှိတဲ့ယုတ်ကဆိုးတွေဟာသူတို့ရဲ့ဘုံပိတ်မှန်တပင်တွေပေါ်မှာနေလို့မရတော့ဘူး။မနေနိုင်ကြတော့ဘူး။ယုတ်ကဆိုးဆိုတာတပင်ကိုဆောက်ရှောက်တဲ့နတ်ပေါ့။သူလည်းပိတ်တာဘုံသားနန္ဒဘုရားတမျိုးပဲ။ယုတ်ကဆိုးတွေဟာယဟန်တွေတောရိမှာမနေရဲအောင်လို့ထွက်ပြေးအောင်လုပ်ကြတယ်။မလွတ်လုံလေးဆိုတော့ထိုင်လန်ကြောက်ရွံ့ပွဲရုပ်စင်းတရားတွေကို အမျိုးမျိုးဖန်ဆင်းပြရင်ခြောက်လှန်ကြတယ်။ယဟန်တွေလည်းစိတ်ချောက်ချားတာပေါ့။စိန်နောက်ချက်ဖြစ်ပြီးတော့တရားကိုခေါင်းခေါင်းမုံမုံဖျောက်ဖျောက်တနံတရားအားထုတ်မနိုင်ကြတော့ဘူး။ဒါကြောင့်မလို့တာဝိတိပြည်ကိုပြန်သွားကြတယ်။ဖြစ်ပြခဲ့တဲ့အကြောင်းဆုံးကိုမြတ်စွာဘုရားကိုရှောက်ထားတယ်။မြတ်စွာဘုရားကယဟန်တို့ကိုလက်နက်အဆောင်ရောင်အရန်အတော်မဆောင်သွားကြပေကိုအဲ့လိုမျိုးမိန်တော်မူတယ်။ယဟန်တို့ကိုမြေတာတို့ပြည့်အရန်အတော်ကိုတင် जा ပေးတော်တယ်။ ယဟန်900လေးမြေတာတုတ်ကို나ယူကြက်မှန်ကြတယ်။ပြီးတော့နေတောဦးကြီးတဲ့ကိုပြန်ပြီးတော့ဝင်ခဲ့ကြတယ်။တောဦးကြီးကိုစတင်ပြီးတော့ဝင်ကလေးကမြေတာတုတ်ကိုရွတ်ဆိုကြတယ်။နောက်ကပတန်တရားကိုအားထုတ်တယ်။အဲ့လိုရွတ်ဆောင်တော့မှယောက်ကစိုးတွေဟာယဟန်တော်တွေကိုအနောက်ရှံမပြုတ်တော့ဘူး။မပြုတ်တဲ့အပြင်ကုညီဆောက်ရှောက်မှုတွေပြုတ်တယ်။ဒီတော့မှယဟန်ပေါင်းဟာဝါရင်၃လကာလပတ်လုံးအေးချမ်းစွာတရားအားထုတ်နိုင်ကြတော့တယ်။တရားသူတရားမြတ်တွေလည်းရရှိသွားတယ်တဲ့။ မေတ္တာတော့ကိုရုပ်ဖက်ပူဆောင်ရင်နာနာဘွားမကောင်းဆိုးရည်တွေမကောက်ကိုရဲ့ရန်သူတွေကတော့မှချစ်ခင်လာတယ်၊ကိုညီလာတယ်။ဒါကြောင့်မလို့တားတို့တမီးတို့ကလည်းမေတ္တာတော့ပရိတ်တော်ကိုရုပ်ဖက်ပူဆောင်ကြရမယ်။တခုရှိတာကမေတ္တာတော့ကိုရုပ်ဖက်ပူဆောင်ရုံနဲ့မရဘူး။မေတ္တာတော့မှာပါဝင်တဲ့အတိုင်းကြင်ကြံရမယ်။သူတော်ကောင်းတရားကိုအားထုတ်ကြရမယ်။ဒီလိုလုံးမှတစေတည်းနာနာဘွားရဲ့အနောက်ရက်ကကင်းဝေးစေလိမ့်မယ်။ အတော်ရောငွေမီရောအမေဖြစ်သူလမ်းညွန်ပြရတဲ့အတိုင်းမေတ္တာတုတ်ကိုရွတ်ပါရီမိကြီးတော်မင်းနဲ့ကြုံကြိုက်တဲ့တသက်ဝအပေါင်းတို့အတွမ်းလို့ပြောပြီးတော့ခေါင်းရဲဘက်ကတီးရပေးမှာထမင်းပကံအမြဲတင်ပေးပါရီဒီစီစဉ်ကလည်းတရေမချောက်တဲ့နီးလိုလောက်မှပြောလို့ရပါရီအဲ့ဒီနောက်ပိုင်းကြောက်အောင်လက်အောင်လို့မချောက်တော့ပါဘူးရှိတော့ကတော့ရှိနေတော့မှာပဲပြူပြူအရင်ငွေလို့အရာတွေတခါတခါတွေ့ရတတ်ပါရီမိကြီးတော်မင်းရဲ့တောင်းဝေးထောက်တန်တထောက်ထောက်ကိုလည်းရံဖန်ရံခါကြားရပါရီဒီနေ့ထိလည်းရှိနေသေးပါရီ ိုင်မေအတာရောငွေမိရောကြောက်လန့်စိတ်တွေမဖြစ်တော့ပါဘူးတဲ့ဟုတ်ကဲ့ပါခင်ဗျအခုနားဆိုင်ကြရတဲ့ဇလန်ကတော့စာရည်သူမောင်မိုင်းညို့ချောင်းရေးသားထားရတရေချောက်တဲ့အိမ်ဆိုရဲဇလန်လေးပဲဖြစ်ပါရယ်ခင်ဗျဒီဇလန်လေးကိုအစားကနေအဆုံးထိလိုက်ပါနားဆိုင်ပေးခဲ့ကြရတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရယ်ပရိသတ်များတာယာချမ်းမိတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စွမ်မုံကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျ